လာမယ့်နှစ်ရက်အတွင်းနေပြည်တော်ရန်ကုန်ပဲခူးမကွေး AR ချင်းမော်နဲ့ရခိုင်ပြည်နယ်တို့မှာမိုးပိုလာနိုင်ကြောင်းအော်တိုဝါ20ရက်မှာမိုးစလကထုတ်ပြန်ပါတယ်။ထုတ်ပြန်ချက်အရဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာတိမ်နှင်းငယ်ဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်နဲ့တန်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အသင်းအတင်းကနေတိမ်ထူတက်နေတာကြောင့်အော်တိုဝါ21ရက်မနက်ပိုင်းအထိရှမ်းပြည်နယ်မြောက်ပိုင်းမှာနေရအနှံ့အပြား AR တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာနေရစိတ်စိတ် နေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းစကိုင်းတိုင်းအထက်ပိုင်းကချင်နဲ့မော်ပြည်နယ်တို့မှာနေရာကျဲကျဲနဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာမှာဖြစ်ပြီးရွာရံရံနှုံးပြည့်ဖြစ်တယ်လို့သိရပါဗျာ။ မိုးတိမ်တောင်ဖြစ်ပေါ်မှုအနေနဲ့ Airy တိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီးနဲ့ရခိုင်ပြည်နယ်တို့မှာမိုးတိမ်တောင်တွေဖြစ်ထုံးမှုအကောင်းလျက်ရှိပြီးအစောပိုင်းမိုးတိမ်တောင်တွေရွေလျားရာနေရာတလျှောက်မှာမိုးရွာသွန်းတာနဲ့အတူလေပြင်းတိုက်ခတ်တာ၊မိုးထစ်ချုံတာ၊မိုးကြိုးပစ်တာ၊လျှက်စီးလက်တာနဲ့မိုးသီးကြွေတာစားတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တယ်လို့သိရပါဗျ။